ော့ခုကနောက်ဆုံးဇိုးရိုင်ဆိုင်လေးဖြစ်တဲ့ Pisces သမားလေးတွေအတွက်ဇူလိုင်လအတွက် Holy January ပေါ့နော် January retreat လေးဖြစ်ပါတယ်ပေါ့နော် ဲ့တော့ကျွန်မဆိုရဆိုင်အကုန်လုံးကိုဒါဟောပြီးပေါ့နော်ဆိုတော့အကြောချို့ကြတော့ကျွန်မကကျွန်မ intention က channel ပဲနော် channel ပဲဆိုတော့ကျွန်မကတ်ထဲမှာပါတာပဲဒီလိုလူတွေအတွက်ကိုတေချာပေါ့နော်ပညာရေးဆင်မိုင်းစားတဲ့ပြင်ကျွန်မကြည့်တေချာ intention ဆက်ချပြီးတော့မှကြည်တာမဟုတ်ပဲနဲ့ကျွန်မ channel ပဲဆိုတော့ oh my god channel ပဲဆိုတော့ channel ပဲဟောပြတာပါပေါ့နော် channel ပဲကြည့်ပြတာပါတကယ်လို့ကိုရဲ့ ဒီဒီပေါ့နော်ကိုတွဲ person နဲ့ reading ဖတ်ခြင်းနဲ့ဆိုတော့ကျွန်မ page ကိုကြွားပါရှင်အဲ့တော့ Aquarius တမားလေးတဲ့ဒီဂျွန်လိုင်လာမှာအခွင့်ရေးတွေအခွင့်ရေးကောင်းနေလာခဲ့လိမ့်မယ်ပေးလာခဲ့လိမ့်မယ်ရှောက်လာခဲ့လိမ့်မယ် universe ကနေဒါမှမဟုတ်ကိုယ်ကိုစောင့်ရှောက်တဲ့အစောင့်ရှောက်ပုံကိုယ်ရဲ့ ancestor တွေကနေကိုယ်ကို blessing တွေပေးပါလိမ့်မယ်တကယ်ကိုလမ်းညွှန်မှုလမ်းပြောင်းမှု ကောင်းမွန်တဲ့အရာတွေကိုပေးပါလိမ့်မယ်အဲ့တော့ Pisces သမားလေးတွေနင်းနေနေမိမိတို့ကိုစောင့်ရှောက်နေတဲ့အစောင့်ရှောက်ပုံကိုယ်တွေရှိတယ်ဆိုရင်တို့ကနေလည်း message ပေးနေပါတယ်ပါတာရင်းနဲ့ပတ်သက်ပြီးတော့တခြားလောက်ပါပါတာတရားကိုလုံးပါသူတို့ကိုလည်းမမေ့ပါနဲ့စသဖြင့်လည်းပေးနေတယ်ဒါကြောင့်မို့သူတို့ကကိုယ်ကိုပေးချင်နေတဲ့ blessing တွေရှိတယ်ခုနလပိုင်းမှာပြေးပါလိမ့်မယ်အဲ့ဒီ blessing တွေကနေတစ်စီအောင်မြင်မှုတွေရပါလိမ့်မယ်ကိုတယောက်ထဲတောင်မဟုတ်ပါဘူး team work နဲ့ပေါ့နော်အဲ့တော့တချို့ case ရတဲ့တချို့ case ရတဲ့ကကိုရဲ့ networking တွေကနေလာတဲ့အဲ blessing တွေအာကိုခွင့်ရတဲ့ခွင့်လန်းတွေရောက်လာခဲ့တယ်မယ်အဲ့ဒီအခွင့်ရခွင့်လန်းတွေကကိုတယောက်တည်းအတွက်အောင်မြင်ဖို့အတွက်မဟုတ်ဘူးကိုတယောက်တည်းသုံးစားဖို့သုံးဆွဲဖို့မဟုတ်ဘူး းဦးတယောက်တည်းမဟုတ်ဖ ೇನೆ ထင်းအလိုက်အဖွဲစည်းတစ်ခုလိုက်အုပ်စုတစ်ခုအတူတူပေါ့နော်အောင်မြင်မှုတစ်ခုကိုလှုပ်ဆောင်ရမှာဖြစ်ပါရဲ့အောင်မြင်မှုတွေလည်းရပါလိမ့်မယ်အဲ့တော့ခဏပြောရဲအရင်တုန်းကနော်တကယ်လို့ဖိုက်စီသမားလေးတွေဒီအရင်တုန်းကထင်းဝက်အားကောင်းကောင်းနဲ့အလုပ်လုပ်ခဲ့တဲ့အရာတွေက9လပိုင်းမှာအောင်မြင်မှု9လပိုင်းမှာပြီးဆုံးမှုပြီးဆုံးတာနဲ့တပြိုင်တည်းအောင်မြင်မှုအောင်မြင်မှုပန်းနိုင်မှုတရက်ခုဆောင်းပြရမယ်သူတွေဖြစ်ပါတယ် နော်ခဏလာပိုင်းမှာအဲ့တော့မိမိတို့အရင်ကဘာတွေလုပ်ခဲ့လဲပြန်တွေးကြည့်အရင်ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဆုစက်တွေလုပ်ခဲ့လားမိမိတို့က project လုပ်ငန်းတွေဆိုရင်လည်း project မှာထိဝက်ကောင်းကောင်းနေနဲ့အလုပ်လုပ်ခဲ့လား company မှာလုပ်နေရင်ဆိုလည်း company မှာမိမိတို့ team အလိုက်ပေါ့ department အလိုက်ကလုပ်တူလုပ်ခဲ့တဲ့အရာတွေကအဲဘာတွေရှိလဲနော်ပြန်တွေးကြည့်ပါခဏလာပိုင်းမှာအာ အမြင်မှုတွေရှိပါလိမ့်မယ်ခုနလပိုင်းမှာတကယ်ကိုအပီဆုံးတဲ့အရာတွေအတွေ့ရပါတယ်နော်ဆိုခုနလပိုင်းမှာတွေ့ရပါရဲ့နောက်တစ်ခုကပိုက်စီသမားလေးတွေကပိုက်စီသမားလေးတွေရဲ့ energy ကကိုပါပေါ့နော် emotion တွေနဲ့ပတ်သက်တာဆိုဒါပေမဲ့တဲ့ပိုက်စီသမားလေးတွေအတွက်ကိုဘာထပ်ပြောထားသေးလဲဆိုတဲ့အခါကျတော့ခွေရည်ပြေးမယ်နော်ခုနလပိုင်းမှာခွေလန်းနေလည်းပြေးမယ်နော်ခုနလပိုင်းထဲမှာ နင်တို့လုပ်နေတဲ့အလုပ်တွေကလည်းအောင်မြင်မှုတွေပေးမယ်နော်ခဏနောက်ထပ်အောင်မြင်မှုတွေလိုချင်လားနောက်ထပ်ဒီထက်ပိုကောင်းတဲ့အရာတွေကိုလိုချင်လားမိမိတို့အနေနဲ့ပိုကောင်းတဲ့အရာတွေကိုလိုချင်နေဆိုရင်တဲ့သူကဆောင်းဝဲစေအောင်ပါအလက်ကလွယ်လွယ်ကူကူတော့မပေးဘူးတဲ့ထပ်ပြီးတော့မှဘယ်လမ်းကိုရှောင်မလဲမိမိတို့ရွေးချယ်လိုက်တဲ့လမ်းနော်သူကစောင့်ကြည့်နေမှာ ကိုယ့်ရဲ့ခဏပြောတော့စောင့်ကြည့်နေမှာလို့ပြော Universe ကလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ကိုယ့်ရဲ့ higher self ကိုယ့်ရဲ့ device ကိုယ့်ရဲ့ ancestor ရဲ့လည်းဖြစ်ကောင်းဖြစ်လိမ့်မယ်စသဖြင့်ကိုယ်ကိုဆောက်ရှောက်တဲ့ပုဂ္ဂိုလ်တွေကလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့မိမိတို့ဘယ်လောက်ကိုရွေးချယ်မယ်နော်မိမိတို့ဒီလမ်းကိုရွေးချယ်မလားဟိုလမ်းကိုရွေးချယ်မလားကောင်းတဲ့လမ်းကိုရွေးချယ်မလားရွေးချယ်မှုတွေကတော့အဖြူနဲ့အမဲနော်မြတ်တာဝန်နဲ့မြတ်တာအကောင်းအဆိုးတွေနဲ့ပတ်သက်ပြီးမိမိတို့ဘာကိုရွေးချယ်မလဲအေးရွေးချယ်ပြီးကိုရွေးချယ်မှု မန်ကန်နဲ့လမ်းကိုရောက်ရင်တော့ကိုတို့ကပိုကောင်းတဲ့ black scene ကကိုဘက်တစ်ဖက်ကမှစောင့်နေတယ်တဲ့နော်အဲ့တော့ကိုရဲ့ ancestor တွေနဲ့ဆက်သွင်းပြက်စီနဲ့ကိုဆောင်းရှောင်းနေတဲ့ဆောင်းရှောက်တွေနဲ့ဆက်သွင်းပြက်စီနဲ့ keep in touch ဆက်လုပ်ပါသူတို့ကကိုကို black scene လက်ရှင်နေပေးခြင်းနဲ့တစ်ခါလေကိုမိနေရမျိုးရှိလားအဲ့ဒါမျိုးဆိုလဲပြန်ပြီးတော့မှခွန်လုပ်ပါတောင်းမှန်ပါရဲ့ဆက်သွဲပြန်လုပ်ပါအဲ့တော့ ကိုကိုတည်ရလေနော်လူတိုင်းမှာကိုစောင့်ရှောက်တဲ့ production လုပ်နေတဲ့ device run နေရှိကြတယ်အဲ့တော့လူတရားနဲ့တရားမှာကစောင့်ရှောက်တဲ့ပုဂ္ဂိုလ်ချင်းကလည်းမတူဘူးကိုရဲ့ ancestor ဖြစ်မယ်ကိုရဲ့ highest ဖြစ်ဖြစ်မယ်ဒါပေမဲ့အဲခဏပြောရဲ အဲဒီဘမယူရအရာဆိုရင် net data တွေရှိမယ်နော်အစားတက်ပြင်အဲ့ဟိုင်နဲ့ပတ်သက်ပြီးတော့မှဆက်သွယ်ကြည့်ပါဆက်သွယ်ပြပါစီနေသူတို့ကနေကိုပေးခြင်းနဲ့ blessing နဲ့ lesson တွေလည်းရှိတယ်ကိုအတွက်နောက်ထပ်တကယ်ကိုကောင်းမွန်တဲ့ alike ဘဝအရေးတစ်ခုကြီး chapter တစ်ခုယူအသက်စားဖို့အတွက် ကိုသူတို့ကကိုကိုလက်ခံအဲလွယ်ပြောင်းပေးခြင်းနေပြီကိုဒီဘဝနောက်ဘဝနောက်ဒီဘဝဆိုတာဘဝပြောတာမဟုတ်ဘူးနော် ဒီအခြေအနေကနေနောက်အခြေအနေလုံးဝ totally change သွားတဲ့အခြေအနေတည်းကိုကိုလူချင်းနေမဟုတ်လားတဲ့။ညီကိုယ်တိုင်စူးစမ်းအောင်ပါလေတဲ့။ဒါပေမဲ့ငါတို့ကလည်းမမေ့နဲ့တဲ့နော်။အဲ့တော့လူချင်းနေမဟုတ်လားကိုကိုယ်တိုင်စူးစမ်းတပြိုင်နက်ထဲမှာလေငါတို့ကမမေ့နဲ့။အဲ့တော့ချိုးလူတွေဖျားတရားပြန်လုပ်ပါအောင်ချိုးလူတွေကိုရဲ့အဲအဲဆက်သွယ်ထားတဲ့ဆက်သွယ်နေအဲ keep it down လောက်ပါ ိုကကျော်ဆက်သွေးဆိုတော့ကိုယ်ငွေချင်းတွေကိုယ်မိတ်ဆွေတွေပြီးတော့ overseas ကိုနိုင်ငံခြားတော့သွားချင်ရနိုင်ငံခြားတော့ဘယ်လိုပို့ပြီးနောက်မှာရှိတဲ့ချို့အရင်းမြစ်တွေနဲ့ပတ်သက်ပြီးတော့ဆက်သွေးတွေကိုနေရာကြည့်ပါအဲ့အဲ့လိုဆက်သွေးတွေနော်မိမိတို့ဆက်သွေးဆက်ဆံရေးရနေပြီးတော့နောက်ပါလေရတဲ့လဲဆိုဖွင့်လန်းကောင်းနေရတတ်ပါတယ်တဲ့အဲ့တော့ Pisces တမားလေးတွေအတွက်ပါအဲ့တော့ all so resign လဲဟောလို့ခဏလာပိုင်းစာအတွက်လဲဟောလို့ပြပါရှင်အလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မလည်းမောသွားပါပြီရှင်